အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့နေ့လေခင်းမှာ Arsenal နဲ့ပတ်သက်ပြီးနေနေပြောအောင်ပေါ့နော်အဲ့ဒါကျွန်တော်တို့မနေ့ကလေ Arsenal နဲ့မပြောဖြစ်ခဲ့ဘူးကြပွဲပြီးသုံးသက်ချက်ကလွင် Arsenal နဲ့ဒါကျွန်တော်တို့ Manchester City နဲ့ပွဲပြီးသုံးသက်ချက်ကလွင် Arsenal ကြောင့်တင်မပြောဖြစ်ခဲ့အဲ့တော့ကျွန်တော်ကျကျွန်တော်ဒါပထမဆုံးကျွန်တော် ပြောတယ်အဲ့တော့ကျွန်တော်ဒါ အာကိုတေးရတယ်စပိုင်းကြီးဝေပြီးအာစနယ်ကြောင့်ပဲကျွန်တော်မှအဲ့ဒီအယူတွေမရှိဘူးဗျာခမရကနာပုံပုံလေးပြောတာဘီဘောနော်ဒါကခုနကကျွန်တော်မျိုးရမြန်မာတယောက်အနေနဲ့တို့မြင်နေခုနကပေါ်လို့ပဲအသိနဲ့မှာကိုရီးယားအသိနဲ့သင်ကပို့ပြီး competitive ဖြစ်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ခုနကအသက်လွတ်ကြီးတော့အဲ့ဒီသင်ကိုကျွန်တော်အနေနဲ့မုန်းနေတဲ့အကျင့်တော့မရှိဘူးကျွန်တော်ဘယ်သူမှမုန်းမုန်းရတာပဲမှန်းတယ်အရင်တော့ကတော့ခုနကပေါ်လို့ပဲကိုအနေနဲ့ဒါကျွန်တော်တို့ အသိန်း20မှာ19သိန်းလောက်ကိုကြည့်မရအောင်ဘာဖြစ်လဲခုနကဘာလို့ကိုအသိန်းကလွင်ပဲအသိန်းမှာဖလားမရဘူးအခုချိန်ဒီလိုက်အိတ်စိတ်ပါပဲငါကဘရားစုပဲဘယ်ကောင်းအောင်သွားမိပြီဟာတက်မှာကျွန်တော်ကတော့ကျွန်တော်ဒီအသိန်းကိုအားပေးတယ်ဒီအသိန်းကိုဖလားနိုးနိုးရှင်းရှင်းလေးကိုအသိန်းကလွင်ဘယ်သူမှဘယ်အသိန်းမှာဖလားရဘူးကိုအသိန်းစောက်ပြေမရှိတော့ရကြတဲ့အသိန်းက ဘယ်အသင်းမှလည်းရပါစီလို့မဆုတောင်းပေးဘူးကျွန်တော်ပြောရရှယ်ရှယ်လေးကောင်းတဲ့အသင်းကရမှာပဲအခုနောက်အဲကောင်းတဲ့အသင်းကိုလည်းမကောင်းပါစီလို့ကျွန်တော်မဆုတောင်းဘူးဆိုတော့ကောင်းတဲ့အသင်းကမကောင်းပါစီဆိုတော့ကိုပဲဝင်လဲမှာသိတယ်အဲ့တော့ခုနကမလောက်အကြည့်လိုက်ခုနကဘလုံးသင်းရဲ့နေမြင်တက်ကြအများကြီးဆိုတော့ဒါပြိတ္တမေတ္တာစူးနေတာသိလားအဲ့လိုပုံစံမျိုးဆိုတော့ရှင်းနေကိုအသင်းကကိုယ့်အကူတော်ကြပြကွက်ချက်ဖြစ်နေတာမနေ့တနေ့မှာဖလာလေးလုံရတာသူများအသင်းကအာတမဟာဟိုခွေးဖြစ်ပါပြီဘာညာလည်းမဆုတောင်းပေးရဘူးဘောက်တော်ခုနကကိုအသင်းကိုကျွန်တော်ခုနကဖွားပါလိကျွန်တော်ဝင်လင်မှာဒါအကြောက်ခင်ဗျာဘောခင်ဗျာတကယ်တကယ်တကယ်ခင်ဗျာ ကျွန်တော်တို့ကောင်မျိုးခင်ဗျာဝစ်လင်ဖရားတက်လုပ်တဲ့ကောင်သိမ့်မတယ်ကျွန်တော်ညကြရင်ဖရားဆက်ခုပြီးမဲနေအေးတယ်ကောင်ဖရားတက်ရကောင်ကပြတ်တဲ့ကောင်မဟုတ်ဘူးမနက်မနေ့ကျခုနကကျွန်တော်တီဗီလိုပါနေရပြီကျွန်တော်ဖရားတောက်လို့ပါညာလေဖာသားကြီးတို့ပါလုပ်ခဲ့ဥစားလေပါညာလုပ်တာဗျာမလျုပ်ကမထင်အောင်တော့တကယ်ဖရားတက်ရဖရားတက်ရယုံကြည်တော့ဝင်နေကောင်အဲ့တော့အဲ့တခါကျရင်လေပြရခင်ဗျာအခုလက်ရှိမှာကိုလုံနေတဲ့အလုပ်တွေကြောင်းမို့လား support လုပ်နေကြဟာခင်ဗျာဒါဗုဒ္ဓဘာသာညီမလေး ဥဒါပါပါဟုတ်လားမီမီယိုဖလာကြောင့်မို့ကိုယ့်အကူယုံကြည်လုံးလို့တတ်ဝင်ထားတဲ့ကောင်ကျွန်တော်ကျွန်တော်ဘယ်လောက်ဒီသွားခဲ့ကျွန်တော်ဒီဘောဒီပါတွေသွားတယ်ကျွန်တော်ဗုဒ္ဓကာယအောင်เนาะကျွန်တော်သူမဟာဖရာရှင်တော်မူနားလေကျွန်တော်ဗုဒ္ဓကာယဒီသွားတဲ့ကောင်ဟာအာငါတို့ဗုဒ္ဓဘာသာမြန်မာနိုင်ငံတိုင်းပြီမင်းလုံနေရတယ်ငါတို့နဲ့မကိုက်ဘူး fuck off เนาะကျွန်တော်ဗုဒ္ဓပေါ်လုံးသိင်းလို့ပဲအာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးဒါကျွန်တော်တို့လုပ်တယ်ပေါ့เนาะအဲ့တော့ အဲ့လိုပုံစံမျိုးကိုဒါကျွန်တော်တို့သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်လက်ရှိမှာဒါခုနပြောလို့ပဲကျွန်တော်လက်ရှိမှာစပိုင်းကြီးဝက်ပြီးတော့ဒါကျွန်တော်အာဆင်အကြောင်းမပြောပါနဲ့ဆိုတော့ကျွန်တော်ဒါကိုလုံးကြည်ဒါဒီနှလုံးတွဲမနော်ကိုယ်ရဲ့နှုတ်ကတွဲနေပါအဲ့နှုတ်နှလုံးတွဲပြီးကျွန်တော်ပါအင်းပြောမှာဆိုတော့ ကျွန်တော်လည်းပြောမယ်ဆိုဗျာရှင်းရှင်းလေးကျွန်တော်မအားယူမရှိဘူးခုနကပေါ်လို့သူများတင်းချောင်းပြောတယ်တန်တကူတဲ့ကလေးဒါကျွန်တော်ခုနကပေါ်လို့ Total Horse Spy and Life ဆိုပြီးကျွန်တော်ထောင်ထားတာမဟုတ်ဘူး Football and Life ဆိုပြီးကျွန်တော်ထောင်ထားတာအဲ့တော့ခုနကပေါ်လို့ပဲကျွန်တော်ဘောလုံးချောင်းအသင်းချောင်းပြောတယ်ပြီးဒီအသင်းကိုလည်းကျွန်တော်အဓိကဟိုင်လိုက်လုပ်နေတာမဟုတ်ဘူးခုနကပေါ်လို့လူကြီးရင်းနည်းနည်းလေးပို့ပြောတဲ့ဥစ္စာတော့ရှင်းရှင်းရှိမယ်ဒါပေမဲ့အာတနေ့လုံးမှဒါကြဒီတနေ့ဒီအသင်းကြီးပေါ့သုံးကျွန်တော်ဘယ်အသင်းကိုမှတနေ့လုံးမှသုံးဖို့မတင်ဘူးမနေ့ကစပါးအသင်းတစ်သင်းကလည်းစပါးအသင်းကကိုအသင်းချောင်းမကိုတင်တာပေါ့ကြိုက်လို့တင်တာအဲ့တော့ ပြောချင်တာအဲ့ဒါပဲအဲ့တော့ခုနကကိုမဆွဲမရှိဘူးခုနကပြောသပဲကျွန်တော်ပြောကြည့်တာရှင်းရှင်းလေးကိုသိန်းနဲ့သူများသိန်းနဲ့ရှင်းလာမယ်ဆိုကိုသိန်းကနံပါတ်၁ပဲဘယ်ကောင်းမှဆော့ကင်းမဆိုင်ဘူးကိုသိန်းကိုချက်ဆုံးမယ်ဒါပေမဲ့ခုနကကိုသိန်းမရနိုင်ဘူးဆိုကြရိုက်ကြရကျင်တဲ့ကောင်ရတော်တဲ့ကောင်ရမှာပဲအဲ့လိုမျိုးဥစ္စာတွေပဲဒါကျွန်တော်တို့ဟိုဖြစ်ဖို့အတွက်ကျွန်တော်တို့မျှော်လင့်နေဒါပဲအဲ့တော့ခုနကပြောကျွန်တော်လက်ရှိမှာကောင်းတဲ့အတင်းကိုကောင်းတဲ့အပြောအမှာကျွန်တော်အကျင့်ပဲအဲ့တော့ကောင်းတာကြီးကိုမကောင်းတာပြောဘူးလေကျွန်တော်မပြောရှင်းဒါကျွန်တော်လက်ရှိအရင်တော့ကလည်းပြောခဲ့ဘူးပြီအရင်တော့ channel တွေမှာကျွန်တော်ပြောခဲ့ဘူးဒါအများကြီးရှိတယ်အဲ့တော့ အဲ့ဒီချက်တွေကောင်းကောင်းကိုကြိုက်တာကိုလုတ်ဖို့တော့ကိုကြိုက်တဲ့ channel လေးကိုကိုထောင်းတော့ကြမို့ကိုနာပါအစမပြေတော့ကြော်သွားလိုက်ပါအကောင်းဆုံးပါဒါပေမဲ့ကျွန်တော်တို့အာ supply ညီဝင်ပြီးတော့အာစတဲ့ကြောင်းနေဆက်ပြောဖြစ်မှာပါပဲလောက်ပြောပြအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လက်ရှိအာစတုံချင်းကြောင်းပြောရမယ်ဆိုတာကျွန်တော်မနေ့ကကျွန်တော်ပြောတဲ့ငယ်ချင်းလာပြီးပြောတဲ့ပေါ့နော်ကျွန်တော်ဒါကျွန်တော်ရဲ့လက်ရှိ graphic designer ဘူတော်အားဒါကျွန်တော်တို့တော့ Arsenal fan ကြီးသားတွေ့လာရတဲ့ Premier League မှာ goal နဲ့ပွဲမရှိပါညာကျွန်တော်လာပြီးတော့အဲ့တော့ကျွန်တော်ပြန်တော့အဲ့အေးပါအေးပါအေးပါပြောတာပါအဲ့တော့လက်ရှိမှာကျွန်တော်တို့ Arsenal defense နဲ့ပတ်သက်ပြီးချီးကျူးပါဘူးနော်အဲ့တော့ ကျွန်တော်တို့ကဂေဘီယန်နဲ့ဆာလီဘာအတွဲဒါကျွန်တော်ခင်ဗျားတို့တော့ဒါအာစနယ်ပြိသက်တွေရောဒါပို့ပြီးတည်တာဗောနော်ကျွန်တော်တို့တချိန်ကဒါကျွန်တော်တို့ခန်စင်ပိုင်းနဲ့ပတ်သက်အာစနယ်ကဒါရှေ့ကဒါအာဆင်းဝင်းကားရဲ့နောက်ဆုံး movement နေမှာဩဒါကျွန်တော်ဥဒန်အမရိခက်မှာဒါကျွန်တော်အာဒိတာပထမဆုံးဆိုင်ရတဲ့ခက်မှာအာစနယ် defense ကတော်တော်လေးကိုစိတ်ပြတ်စရာကောင်းခဲ့တဲ့အခြေအနေမှာရှိခဲ့တယ်အခုချိန်မှာဒါကျွန်တော်တို့မြင်နေရဂေဘီယယ်ဆာလီဘာရဲ့အတွဲနဲ့ဒါကျွန်တော်အရင်တုန်းကရှေ့ကဒါကျွန်တော်မော်စတာဖီတို့ဒါကျွန်တော်တို့ အားလေကိုရှယ်နီတို့ဒါကျွန်တော်ဒေးဗစ်လူးဝစ်တောင်ရောက်လာခဲ့သေးတယ်ဒါကျွန်တော်အဲ့လိုမျိုးခစ်ကခန်စစ်တွေနဲ့ပြန်ရှင်မယ်ဆိုရင်ရော့ဘိုးဒင်းတောင်ပါလိုက်သေးတယ်ရော့ဘိုးဒင်းတို့အိုဆူနဲ့ခမရင်းနေစီနိုင်တယ်နေပဲခမတကယ်ဘာကျွန်တော်နေနေခုနပါလက်ရှိမှာအာဆန်ခန်စစ်ကလက်ကြည့်စီအောင်ဘူးအဲ့ခန်စစ်မူးတွေကခမဘယ်လောက်တိကောင်းလဲဆိုတော့ဒါခန်စစ်မာနေမှုပဲဂိုးပါတက်တယ်ဂေဘီယိုလက်ရှိမှာဒါကျွန်တော်ဂိုးပေါုံပတ်သက်မှုအများဆုံးတိုက်ဆက်တယ်ဟိုခန်စစ်မူးတွေတယောက်ဖြစ်နေပြီလက်ရှိနောက်ဆုံးသုံးနှစ်မှာပြောချင်တာပဲလက်ရှိမှာဒါဟိုအာဒေတာကိုဒီညမှာအများကြီးအများကြီးချီးကျူးအောင်ဘာလို့လဲသူ့အနေနဲ့သူ့လူချင်းတော့ဆို လောက်ရောက်အောင်လုပ်သွားခဲ့တယ်။ဒီထဲမှာတခါကျရင်ပြအာဒီဒာအနေနဲ့ကျွန်တော်တို့ခံစစ်ကိုပိတ်ကစားရဲဆိုတဲ့ဒါဝေါ်ဟာတခါကျရင်ခုနကလက်ရှိမှာမော်ရီညိုပြောတဲ့စကားအခုချိန်ထိမှန်နေတုံးပဲ။ခါပြောက်တဲ့ attacking football ကဆောင်ရမ်းကြီးလို့ကောင်းတယ်။အခုလက်ရှိမှာဒါကျွန်တော်တို့လည်းသင်တယ်။အခုသူများသင်ပြီးကျွန်တော်တို့အဲ့ဒါ example ပြရမယ်နော်စပါးလို့သင်ပြ။ ခုညမှာကျွန်တော် edge post ကောက်ကလေးရဲ့ကျွန်တော် attack ကိုဖောက်ကျွန်တော်တအားလွမ်းတယ်ဒါပေမဲ့အခုလက်ရှိမှာကျွန်တော်အဆက်သုံးနဲ့လင်းသာသိတော့မလဲချင်းဒါဘူးမလင်းပြောတာဟုတ်တယ်ခုနကပြော Europa League ရပါတယ်မှန်တယ်ဒါ Europa League ကိုကျွန်တော် edge post နဲ့ကောက်ကလေးဘယ်လိုရလဲမေးကြည့်ပါကျွန်တော်ဖိပိတ်ဆော့ပြီးရခဲ့တာပဲ Europa League ရဲ့ကျွန်တော်ဒါကျွန်တော်16တင်ဟို sorry အဲ quarter final လောက်ကစပြီးကျွန်တော်တို့တကိုးသွင်းနှစ်ကိုးသွင်းကျွန်တော်ဖိပိတ်ချလိုက်တယ် United နဲ့နောက်ဆုံးပွဲစဉ်မှာကျွန်တော်တို့ဒါဘဘောင်မှာကန်သွားဘလူးကန်သွားတယ်တလုံးသွင်းပြီးကျွန်တော်ဒါဖိပိတ်ဆော့သွားတာပဲလေ defense မှာ9အောက်မှ6အောက်ထိုင်သွားတာကျွန်တော်ပြောတာအဲ့တော့ တကယ်တမ်းမနိုင်ပြောရမှာဆိုမော်ရီညိုပြောတဲ့စကားအခုချိန်ဒီ value ဖြစ်တော့မယ်ဒါကြောင့် defense win you tight တယ်ဆိုတဲ့အကြောင်းအရာအခုချိန်ဒီ100% man လုံးမလုံးဝ100% man နဲ့အပြောချင်တဲ့အတိတ်ပဲကဖြည်းဖြည်းနဲ့မှန်မှန်ပဲရှင်းရှင်းပဲဒါကြောင့်ခန်စစ်ကလက်ရှိမှာအာဆုံအသင်းကိုဖလားယူပေးမယ်အသင်းသင်းဖြစ်အောင်သွားတယ်အခုလက်ရှိမှာ premier league မှာဒါကြောင့်3ခုပဲတွင်ထားခဲ့တယ်တော့3ခုပဲပေးထားခဲ့တယ်မှာအဲ့ဒီတမ်းမှာဒါတလုံးကဒါကြောင့် super slide ရဲ့ free kick ကိုနောက်တန်းနဲ့ဘာမှမဆိုင်ဘူးလို့ပြောလို့ရအဲ့တော့ယူကဆယ်နဲ့တွင်ခုမှာတလုံးပေးရနောက်တလုံးကဘယ်လိုလဲမသိဘူးသူတို့ပေးရကျွန်တော်မှတ်မှန်အတိတ်ဒါမှတ်မှန်ပြီဝါစီတီနဲ့တလုံးပေးတယ်အဲ့တော့ ပြန်ကြည့်အောင်သွင်းထားပေးထားတဲ့သုံးကိုဒီမှာလစ်ဗာပူးလိုသင်မျိုးပေးထားခဲ့တယ်စီးရီလိုဟာလန်လိုကောင်မျိုးပေးထားခဲ့ရတယ်ပြီးတော့နျူကာဆယ်ဝူဖတာမာတီကုလက်ရှိမှာခြေစွမ်းပြနဲ့တိုက်စစ်မှုလိုပေးထားခဲ့တယ်အဲ့တော့ခုနကပြောသဘေတိတ်တော်ထူးဆန်းတဲ့တော့မရှိဘူးမနစ်ကတာချန်ပီယံရဲ့လက်ရှိမှာစီးရီလိုသင်မျိုးပေးထားခဲ့နျူကာဆယ်ရတာ အာစနယ်ခရစ်ပတိုနိုက်ဆိုထားပါအဲ့လိုအသင်းမျိုးပေးထားခဲ့ရတဲ့အချိန်မှာပြောချင်တာဗျာဒီ defense ကဒီလို၃ခုပေးထားခဲ့တာတော်တော်လေးဥမှန်အဲ့လိုလက်ရှိမှာတစ်ချိန်က Chelsea တင်ခဲ့တဲ့ San Jin Gu လေဒါကျွန်တော်လက်ရှိမှာအာစနယ်ကပြန်ချိုးဖြတ်ဖို့အတွက်လက်ရှိမှာစူးစမ်းနေတယ်လက်ရှိမှာဒါကျွန်တော်ပွဲတွေကအများကြီးကျန်ပွဲ29ပွဲလောက်ကျန်သေးတယ်ကြောင့်ဒါကစကားကိုကိုအောင်ပြောလို့မရဘူး Chelsea defense ဆိုတာဒါကျွန်တော်တစ်ချိန်တစ်ခါကမော်ရီညိုအခုနောက်မော်ရီညိုပြောခဲ့တဲ့ဆိုတာဘာလို့အသက်ဝင်လဲအခုချိန်ဒါကိုပြန်ကြည့်လာမော်ရီညိုကနောက်အိမ်ဝင်းမှာဘယ်နှစ်ဆက်လဲမသိလုံးဝရှုံးပွဲမရှိဘူး တကယ်အဲ့ဒီ end of the day မှာခင်ဗျခန်းစစ်ကတကယ်ဖလားယူပေးတာပဲခင်ဗျအဲ့ဒါကတကယ်ပဲအတက်ကင်ဘလောက်ကောင်းကောင်းခန်းစစ်အဲ့တော့မနေ့ကတည်းကကျွန်တော် PSG တဲ့ Champions League ကိုတို့ဟာအပြည့်အစုံ Champions League ရဲ့တိုက်စစ်ကမနေ့က PSG ရဲ့ခန်းစစ်မှာ William Pacho ဘလောက်ကောင်းခဲ့လဲ Hakimi ဘလောက်ကောင်းခဲ့လဲ Nuno Mendes ဘလောက်ကောင်းခဲ့လဲဒါတွေက highlight ပဲကျွန်တော်ပြောသေးလား တကယ်ကိုခမ defense win you title ဆိုခမပြောတဲ့ Chelsea ရဲ့လက်ရှိ champion နှလုံးဝင်ကြည့်လိုက်အဲ့ဒါခန်စစ်နဲ့ဘလာယူသွားခဲ့တာပဲ Chelsea အသင်းနဲ့ဒါကျွန်တော်မမေ့ရ Bayern Munich လိုတင်းမျိုးခန်စစ်ပိတ်ပြီးစော့ခဲ့တယ်နောက်ဆုံးတော့ Barcelona နဲ့ဘလိုမျိုးကန်ခဲ့လို့ဘလိုမျိုးတွေရခဲ့တယ်ခမ Chelsea ပြိတိုက်ပြီးတကယ်တဲ့ at the end of the day မှာခမတကယ်ကိုခန်စစ်က Arsenal invincible ကိုတိုင်ကခန်စစ်နဲ့ဒါကျွန်တော်တို့ဘလာယူခဲ့တဲ့နှစ်တနှစ်ပဲဟုတ်တယ်ဟုတ်အဲ့တော့ခမကြိုက်တဲ့အသေးလေးကိုသွားကြည့်ကြိုက်တယ်လို့သွားကြည့်ခန်းစစ်ပိုင်းကတကယ်ကိုဒါဖလားယူပေးခဲ့တယ်မှပါတယ် အဲ့လက်ရှိမှာခန်းစစ်ပိုင်းနဲ့ဖလားယူမယ်ဆိုတဲ့အာစနိုရဲ့ဒါကျွန်တော် strategy ကျွန်တော်တို့သဘောကျတယ်။သူ့ဘာလို့တိုက်စစ်ခုနကခန်းစစ်ကပြနောက်ဆုံးပြန်ဂိုးမပေးရအောင် at least တရေတမတ်ရမယ်ဟုတ်တယ်မအမတ်တော့ရအောင်ရမယ်ဗျခန်းစစ်ကဂိုးမပေးရအောင်ဟုတ်တယ်မ at least အမတ်တမတ်ရမယ်ကိုယ်ရေတလို့ဟောပေးနေရတဲ့ဆိုင်ကိုတကူမပေးရအောင်အနည်းဆုံးတမတ်သေးကြတယ်အေးအဲ့တော့ကိုမကိုယ့်အသင်းကဂိုးသွင်းနိုင်မလို့သုံးမှတ်သေးကြမယ် တော့ကျွန်တော်လက်ရှိမှာအာဆနယ်ခန်းစစ်ကစားခန်းစစ်ပုံစံမျိုးခန်းစစ်ကောင်းနေတော့ကျွန်တော်အခြေကျူတယ်။ဘာလို့လဲဆိုတော့သူတို့အနေနဲ့သူတို့ဖလားလူကျင်ရောခန်းစစ်ကောင်းအောင်တည်ဆောက်နေတယ်။အခုလက်ရှိမှာဒါပရီးမီးယားလိမှာအကောင်းဆုံးတိုက်စစ်ဆိုတဲ့အသင်းနဲ့သူတို့တွေ့ထားခဲ့တဲ့အချိန်မှာသူတည်သုံးခုပြီးထားတဲ့အချိန်မှာတော်တော်လေးကိုမဆိုးလို့ပြည်။တစ်ခါကျရင်ခုနကအာဆနယ်ဝေဘန်တန်နဲ့ပါလို့ဆိုဟာဆက်ပီးစ်ကဂိုးသွင်းတယ်။အခုလက်ရှိမှာကျွန်တော်အသင်းကျွန်တော်တို့ကဘတော်တန်ဟော့စ်ပါတင်ဆက်ပီးစ်ကဂိုးသွင်းမြန်သွင်း။ခင်ဗျဆက်ပီးစ်ကဂိုးသွင်းပြောတယ်ဗျ။ကိုအသင်းဖြစ်တဲ့အချိန်မှာဒါကိုကအရန်ပြောထားနေထားမှရှိတာ။သူများအသင်းလုံးဝင်တာကိုရမကြိုက်ဘူး။ကိုအသင်းလုံးဝင်ကိုကပြောအဲ့ဒါဘောလုံးရဲ့နေရာမှာပဲပေါ့။နောက်တစ်ခါကျခုနကပေါ်ဆိုကျွန်တော်တို့ဘောလုံးနဲ့ပတ်သ တိုင်လူတွေကဒါကျွန်တော်တို့ဘာလဲဆိုတော့ cliche တအားဖြစ်တယ် တယ်ဟုတ်လားဘောလို့ irony တအားဖြစ်တယ်ဥသာမသူများလုံဝင်ကောင်းတယ်ကိုကိုလုံဝင်သူများလုံဝင်မကောင်းကိုလုံဝင်တော့ကောင်းတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်အာဆယ်သိနေတာကျွန်တော်အရင်တုန်းကတက်ဆိုင်တို့နေနေတာကျွန်တော်ခန်စစ်ကိုပူပြီးကျစ်လိုက်တာတို့ဘာလုံချင်နေသိလာတယ်အာတီတာနေတိုက်ဆက်ပိုင်းကလည်းပူပြီးတော့ရေးလာဒါပေမဲ့ခုနကတခါခါကျအာဆယ်ကိုအခုတစ်ချက်တစ်ချိန်တည်းအခုချိန်ကြီးမကြိုက်သေးတာတခုပဲရှိတယ်စာခါအလွန်ကြုံမီကိုချင်းကိုတော့ကျွန်တော်အခုချိန်ကြီးမကြိုက်သေးဘူးလို့မြင်တယ်အဲ့ဒါလေးကိုပြောင်းလဲနိုင်မယ်ဆိုတော့မဆိုးဒါပေမဲ့လက်ရှိမှာအာဆယ်သိနေတာကိုပြောင်းလဲဖို့အတွက်အဓိကစူးစမ်းလို့မြင်တယ်အီဇီတို့ယိုဂရက်စ်တို့ကိုခေါ်ပြီးတာကိုအဓိကဒါကြောင့်ပြောင်းလဲပြဖို့အခုချိန်မှာစူးစမ်းမှုတွေ ရှိနေလို့မြင်တယ်။လက်ရှိမှာကျွန်တော်ကျွန်တော်မြင်ကြည့်တာပေါ့နော်အာစတောအသင်းတစ်ခုလက်ရှိမှာဒါကျွန်တော်တို့ခန်းစစ်ကောင်းတဲ့အသစ်သစ်နဲ့ဖလားယူဖို့ ready ဖြစ်နေပြီလို့ပြောရင်းနဲ့ပဲကျွန်တော်တောင်းပန်ပြပါအောင်။ဘောလုံးပွဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာချင်းလူစားပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့နေနေဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှပဲအေးစစ်စစ်တွေ့ကြတာပေါ့။အားလုံးမကြွတူပါနဲ့မြန်မာပြည်လက်ကလစ်ဖို့ကြမမေ့ကြပါနဲ့ဟုတ်။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ကျွန်တော်တောင်းပန်ပြပါအောင်။ဒေးပါရော